စင်ဆက်ပဲပြစင်ញင်သုံးသက်ထိုက်တဲ့အချက်၅ချက်ရှိတယ်တဲ့ဒါမြတ်စွာဘုရားတရားလေးနဲ့စပြီးတော့ပြောနောက်ဟာတွေကြတော့ရှင်းရှင်းလေးပဲစဉ်းစားကြရအောင်ဓမ္မတိစဉ်းစားရမှာတော့စရဓမ္မောမိစရအနတ္တိတောစရဓမ္မောဆိုတာဓမ္မဆိုတာသဘာဝကိုပြောတာကိုကိုကိုရှင်းញင်ရမှာ ငါမှာဥချင်းတဘာဝရှိနေတယ်ငါဥရမယ်ဥတတ်တဲ့သဘောငါမှာရှိနေတယ်ဒါကိုစဉ္ညသောတမငါတနေ့ပြီးတနေ့ဒါဟာနုပြူလာမှာမဟုတ်ဘူးတနေ့ပြီးတနေ့ဥမင်းသွားမှာဖြစ်တယ်ဆရာဆရာစဉ္ကြဲသွားတာပြောတာဝေယောဟာနိအွေရီကြသွားတာအွေရီကြတာမျက်စိလည်း ရော့လာတယ်နားလည်းရော့လာတယ်အင်းအားလေးလည်းရော့လာတယ်ဒါကိုပြောတာအချိန်ပိုင်းအားလေးရောစွာလူတွေနှစ်တက်ကိုရင်ပြောသွားကြတယ်ပြောစရာလို့အောင်မေ့နာမဟုတ်ဘူးမနစ်တုံးကအင်းအားလေးဒီနေ့မှမရှိတော့ရော့သွားပြီလို့ဆိုလို့တီဂရီတွေစွမ်းရည်တွေတတ္တိတွေအသက်ရည်နဲ့မြရော့ကြလာတယ်တော့ငယ်တုန်းအချိန်ကတော့တိုးတက်နေတယ်လို့သူတို့ထင်တာပေါ့ ဘာနဲ့ဥပမာတူရောဆိုရင်ပန်းကွက်နေတဲ့ပွဲဟာအဖူးလေးကစလာတယ်အဖူးလေးကနေပြီးတော့ရှင်းလာပြီးတော့ပွင့်လာတယ်ပွင့်လာပြီးတဲ့နောက်ဒီပန်းလေးဟာစိတ္တခဏမြလန်းဆန်းနေအောင်မလန်းဆန်းပြီးအဲ့မကြဘူးလွမ်းသွားတယ်နွမ်းနာကဒါကနေတော့ကျွေးဖို့ပဲရှိရတယ်ပြန်ပြီးတော့အဖူးဖြစ်မှာမဟုတ်တော့ဘူး ပြန်ပြီးတော့လမ်းဆန်းမှာမဟုတ်တော့ဖူးပွင့်နွမ်းကြွေဒါပန်းတော်ပါวะအဲ့တော့လည်းပဲကာရုလည်းလူ့ဘဝရလာတာဖူးလာတာပြီးရင်အရွယ်လေးရောက်လာတော့ပွင့်လာပြီပွင့်လာပြီးတဲ့အခါရင်းလာတယ်ရင်းလာပြီးတော့နွမ်းလာတယ်အသက်ရကြီးလာတယ်ဆိုတော့နွမ်းလာတာနွမ်းလာပြီးတော့ကြွေပါပဲဒီလမ်းကြောင်းကြီးကိုဘယ်သူမှ ခုံပြန်ကျော်လွှားလို့မရဘူးဒါကြောင့်မို့ဒါကိုဆင်ញင်သုံးသက်ပါစရဓမ္မောရှင်းရောအိုမင်းရင်သဘောရှိနေတယ်ငါမှဒီတဘာဝကြီးဟာငါကျော်လွှားလို့မရဘူးစရံအနတ္တိတောဒီတဘာဝကြီးကိုငါကျော်လွှားခြင်းလို့မရဘူးဒီလမ်းကြောင်းကြီးတိုင်းပဲငါဟောနေမှာပဲလို့ဒါကိုဆက်စပ်ပြန်ဆင်ញင်သုံးသက်ပေးပါ ဒီလိုစင်ချင်းသုံးသက်ခြင်းဖြင့်ဘာအကျိုးမှမရဘူးမဟုတ်အသိဉာဏ်နဲ့စင်ချင်းသုံးသက်လို့ရှိရင်ဘာမှပုဂ္ဂိုလ်တည်းကတော့စဉ်းစားလိုက်ဒါတွေတွေးနေစိတ်ပြည့်စရာကြီးလို့တွေးကောင်းတွေးနေမယ်စိတ်ပြည့်တဲ့အနေထားမျိုးမဟုတ်ဘူးအမှန်ကိုသိအောင်စင်ချင်းသုံးသက်ခြင်းဖြင့်ဘလို့အကျိုးရနိုင်တော့ဆိုမြတ်စွာဘုရားဟောတာလူတွေမှာငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေမှာနုပြမှုဆိုရှိတယ် အဲ့ဒီနုပြုံမှုကျမ်းမာတဲ့တန်ဆွမ်းနဲ့ဆိုပြီးတော့နုပြုံမှုပိုကျမ်းမာအောင်ပိုပြီးတော့တန်ဆွမ်းအောင်ဆိုတော့နုပြုံမှုတွေရှိနေတဲ့အချိန်မှာသွားနိုင်တယ်လာနိုင်တယ်စားနိုင်တယ်ဆိုတော့အနေထားလေးပေါ်မှာตาရမှုဖြစ်ပြီးတဲ့ရှင်မှုမှုတွေဖြစ်လာတယ်ရှင်မှုလားတရရှင်မှုတွေဆိုတာ စဉ်းစားကြည့်မယ်ဆိုရင်ရှင်မူးတဲ့ဆိုတာပြောတာလားကိုကိုကိုအင်အားကောင်းလောင်လှုပ်တယ်လေးချင်နေနော်လေးချင်နေခုခေတ်ဆိုရင်တော့ဂျင်းကစားတယ်ပေါ့နော်အမျိုးကြီးလှုပ်တယ်ပေါ့ကျသားတွေကောင်းလောင်မားလောင်ဆိုပြီးတော့လူတွေမှာအသက်ရငယ်သေးတဲ့အခါမှာ ကိုခန္ဓာကိုလှအောင်ပအောင်တုတ်တက်အောင်ဆိုပြီးတော့အစာအစာတွေစားကြတယ်အစီတွေခြားကြတယ်မျိုးစုံကြိုးစားကြတယ်အကျိုးသက်မှုရဲ့ရည်ရွယ်ချက်ကဘာလဲကိုယ့်ကိုဆင်ခြင်သုံးတာကဘာလို့တာတွေလောက်တယ်လဲလှခြင်းနဲ့ပခြင်းနဲ့နော်ဘဝမှာအောင်မြင်ကြောချခြင်းနဲ့ဆိုရည်ရွယ်ချက်တွေနဲ့လောက်ကြတယ်သို့တော့အဲ့ဒီရည်ရွယ်ချက်တွေဟာ နောက်ဆုံးမှရလာလဲဆိုမြတ်အဲ့ဒီရည်ရွယ်ချက်တွေကိုပါပြောတော့ဆိုရှိပနာမထလို့ခေါ်တယ်ခန္ဓာကိုယ်နုပြိုနေတဲ့အချိန်လေးပေါ်မှာနုပြိုခြင်းနဲ့ရှင်မူမှုနဲ့ခန္ဓာကိုယ်အတွက်ကြိုးစားအထုတ်တယ်အဲ့ဒီကြိုးစားအထုတ်ခြင်းဖြင့်ကြိုးစားအထုတ်ရင်ဘာတွေလုံးမိတတ်တော့ဆိုရင် ဘောထတွေလုံမိတတ်တယ်မကောင်းဘူးအကုသိုလ်တွေဝင်လာတယ်လို့ဆိုနောက်ဆုံးဘာမှမလုပ်တော့မှပဲခန္ဓာကိုယ်ပေါ်မှာตายရမှုဆိုတာမကောင်းဘူးအကုသိုလ်တစ်ခုပဲလေကိုယ်ကိုတွေ့တာမှုတွေဟာတွေအလည်းပဲမကောင်းဘူးအကုသိုလ်တွေပဲအဲ့တော့ကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုတဲ့အလုပ်တွေကိုလုံမိထက်သွားတယ်တဲ့ အခုလိုဆင်ញင်သုံးသက်ခြင်းအဖြစ်အယူရပေါ်မှာရှင်မူတဲ့ငါငယ်သေးတယ်ဆိုကိုကိုလာခြင်းပါခြင်းနဲ့ဆိုရဲရင်မူတဲ့အမူယူဖြစ်နေတဲ့အခြေအနေတစ်ခုကိုရှင်းချနိုင်သွားတယ်သို့မဟုတ်လုံးဝဖယ်ရှားပြစ်နိုင်တယ်ဒီလိုစဉ်းစားလို့ရှိရင် အရင်နုပြတဲ့ပုံမှာရစ်မှုမနေတော့ဘူးတဲ့ရစ်မှုမနေတဘူးဆိုတော့ဂျင်နတ်မနေဘူးဘုဇင်လုံးထိုက်တာတွေလုံးမယ်ဒါတွေပုံမှာဂျင်နတ်မနေဘူးဒါတွေလုံးဒီလိုအရင်နုပြပုံပေါ်မှာဂျင်နတ်အားရမှုဟာလည်းပဲအဟုသူတစ်မျိုးဖြစ်လို့ဒီပုံမှာရစ်မှုမနေတော့ပဲနဲ့ကိုလုံးသိလုံးထိုက်တာတွေကိုလုံးတယ်ဘာကြောင့်လို့ဆိုရင်လာမဲ့ဘေးပြေးတွေ့ဆိုတာ ငါဒါလေးကတခဏပဲမကြခင်ဦးချင်းတရားနဲ့ရင်ဆိုင်ရမယ်မရင်ဆိုင်ခင်ငါတမိုးရှိတာတွေဘာတွေလုပ်အောင်မလဲဆိုစဉ်းစားမှုပေါ့နော်အဲ့ဒီစဉ်းစားမှုနဲ့ရှင်မှုမှုတွေအားလုံးကိုဖယ်ရှားပြစ်နိုင်တယ်တဲ့သို့မဟုတ်လျှော့ချနိုင်တယ်ဒါပြတ်သောဗျာအကျိုးတရားအဲ့တော့ငါလည်းတနေ့ကျတော့ဦးရောင်းမဦးချင်းတော်ကိုမလွန်မြောက်နိုင်ဘူးဆိုတာတနေ့တခါလည်းဆုံးစဉ်းစားပါ ဒီစဉ်းစားလိုက်မှခုနငါငယ်သေးတဲ့ကိုယ့်ကိုလူပြုံမှုပေါ်မှာရင့်မှုနေတာမျိုးတွေပျောက်သွားနိုင်တယ်လို့ဆိုလို့အဲ့ဒီပျောက်အောင်လုပ်ထားလိုက်တာပျောက်ရင်ဘာအကျိုးရှိတော့ဆိုမကောင်းတာတွေမလုပ်ဖြစ်တော့မကောင်းတဲ့အပေါ်မှာရင့်မှုမလုပ်ဖြစ်တော့နောက်တစ်ချက်ကတော့ဒုရထာဝရကျမ်းမနေကြတာမဟုတ်ဘူးအခုပဲကြည့်မမျောမမျောလည်းပဲနဲ့ယောဂဖြစ် နှခေါင်းကအနမ်းပြောင်းလို့ပြောင်းယောဂါတွေရောက်လာတယ်ကြာတိဓမ္မောမိပြာတိအနတိတောစဉ်းစားရမှာနောက်ခန္ဓာကိုယ်ကြီးကကြီးတယ်ငယ်တယ်မဟုတ်ဘူးယောဂါဆိုတာအချိန်မီဆွဲကပ်လာနိုင်တဲ့သဘောရှိတယ် အဲ့ဒီအချိန်မီွေးယောဂရနိုင်တဲ့သဘောတရားကြီးကိုငါကြော်လို့မသွားနိုင်ဘူးခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာကြော်လို့မှမဖြစ်ကြော်ဖြတ်လို့မှမရဘူးအဲ့ဒါလေးကိုဆင်ញင်သုံးသပ်လိုက်ပါအဲ့ဒါကိုယ့်ကိုယ်အလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ဘလို့အကျိုးတွေကိုရလာနိုင်လို့ဆိုလူတွေကကျမ်းမာနေလို့ရှိရင်အာရုံချမထလို့ခေါ်တယ် ငါချမ်းမာတယ်ငါဘာမှမဖြစ်ဘူးဟောဆိုတဲ့ချမ်းမာမှုဆိုတဲ့ရှင်မှုမှုလေးတွေဖြစ်တယ်ငါချမ်းမာတယ်ဆိုတာဒါရှင်မှုမှုတစ်မျိုးပဲဘာလို့လို့ဆိုမချမ်းမာမှုကဖြစ်နိုင်တာ哦အဲ့ဒီဖြစ်နိုင်တာကိုမျက်ကွယ်ပြုပြီးတော့ကိုယ့်ကိုချမ်းမာတယ်လို့အထင်ရောက်နေမှုဟာရှင်မှုခြင်းတစ်ခုပဲရှင်မှုတယ်ဆိုကြရအမှန်မသိတော့ဘူးအဲ့ချိန်မှာ နော်အယတိသာတောက်စားလို့မူရနေတဲ့ပုဂ္ဂိုလ်တရားဟာအမှန်မသိတယ်လို့ပဲဒီအတွေးလေးတွေးလိုက်တာနဲ့ငါကျမ်းမာတယ်ဆိုတဲ့အတွေးလေးတွေးလိုက်တာနဲ့ရှင်မူခြင်းဆိုဖြစ်လာအဲ့ဒီရှင်မူလာလို့ရှင်ဘုရားမှုအဟုသူတွေကိုဖိတ်ခေါ်နေတယ်လို့ပဲအလွယ်တကူလှုပ်တတ်တယ်တဲ့လှုပ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒါကိုဆင်းရဲစဉ်းစားပေးပါကျမ်းမာနေတဲ့အချိန်မှာငါငါရဲ့ခန္ဓာ သဘောဟာမကြမ်းမှမှုနဲ့မကြမ်းမှမှုဆိုတဲ့သဘောဝါးတွေငါမှရှိနေတယ်။ဒါကြီးကိုကဘယ်လိုနည်းနဲ့မှကြောက်ဖြတ်လို့မရဘူး။ဆိုတာလေးကိုစဉ်းစားပေးခြင်းအပြင်ရှင်မဒမထလို့ဒီအာရောကျမထလို့ခေါ်တယ်။ကျမ်းမာတယ်ဆိုတဲ့ရင်မူးမှုကိုလုံးဝဖယ်ရှားရင်လည်းဖယ်ရှားနိုင်တယ်၊တုံ့မဟုတ်လျှော့ချနိုင်တယ်။ ကိုယ့်ရဲ့ဆန်းဆောင်မှုပေါ်မှာမူတည်တယ်ကိုယ့်ရဲ့စဉ်းစားဆင်ခြင်မှုကြောင့်အ ਨੇ ဆုံးတော့ရောချာသွားမယ်ဆင်ခြင်မှာများလို့ရှိရင်လုံးဝပျောက်သွားအောင်ရှင်မှုမှုတွေလုံးဝပျောက်သွားအောင်ဆန်းဆောင်ပေးလိုက်မယ်ဒါအကျိုးတရားနောက်တစ်ခုကတော့မရဏဓမ္မောမိမရဏအနတ္တိတောလူတိုင်းလူတိုင်းဟာအချိန်မီးသေးနိုင်တာပဲ တို့တော့ဘယ်သူမှကိုသိမယ်လို့ထင်ကြဘူးညာတော့ဖြစ်ကိုသက်ရှိမယ်လို့ပဲထင်ကြတယ်အဲ့လိုထင်ရင်ကနေပြီးတော့တော့ရတယ်အများကြီးပဲအင်ဂျင်ထွက်လိုက်တာနဲ့အက်ဆီဒင့်နဲ့တွေ့ခြင်းနဲ့တွေ့သွားတာဘယ်သူမှမျှော်လင့်မထားတဲ့ဟာလေဟုတ်အချိန်ကြီးသစ္ဆုံးခြင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့ငါရဲ့ဘဝဟာငါရဲ့ခန္ဓာကိုယ်ကြီးဟာ သိဆုံးတဲ့သဘောရှိနေတယ်။အချိန်ရေးသိနိုင်တယ်။သိခြင်းတရားကိုငါဘယ်လိုနည်းနဲ့မှကြောလွှားသွားလို့မရဘူးဆိုတာလေးကိုစဉ်းစားပေးပါတဲ့။အများအားစဉ်းစားပေးပါ။အဲ့လိုစဉ်းစားပေးလို့ရှိရင်ဘယ်လိုအချိုးကျေးဇူးတွေရနိုင်သလဲဆိုတာ။လူတွေမှမသေးဘူးလို့ထင်နေတာကိုစီဝိတမတ္တလို့ခေါ်တယ်။ နော်အသက်ပေါ်မှာရေမူးတယ်လို့ပြောတာမသေးဘူးလို့ထင်းနေလို့ရှိရင်မဟုတ်တာလည်းလုံတတ်တယ်မသေးဘူးလို့ထင်းနေသည့်အတွက်ကြောင့်သူကမိမိပြောရနေထလာတယ်ပြောလင်းချက်ကြီးတွေနဲ့နေထိုင်လာတတ်တယ်လုံတဲ့လုံထိုင်တာတွေမလုံဖဲနဲ့ဒီပေါ်မှာရေမူးလာအဲ့လို ရှင်မူလာတဲ့ဇီဝိတပရရှိလာရင်အကုသိုလ်တွေလောက်တက်လို့ငါဟာအချိန်မျိုးတည်နိုင်တယ်တည်ခြင်းတရားကိုငါမကြော်လွန်နိုင်ဘူးလို့စဉ်းစားပေးခြင်းအပြင်မတည်ဘူးဆိုတော့ရှင်မူမှုတွေဟာရောကြသွားတယ်ကိုယ့်ကိုထင်းနေတယ်ရှင်မူမှုတွေရောကြသွားရောကြသွားရမြတ်မကနောက်ဆုံးမှာ ခွင့်ချက်မရှိအောင်တော့ဖယ်ရှားပြစ်နိုင်တယ်ဒီဒီစဉ်းစားမှုရဲ့တမောကအဲ့လောက်ရှိတယ်ဒီလိုပြောတာနော်ဒါလက်တွေ့မြတ်စွာဘုရားတရားတော်တွေကလက်တွေ့ကျင့်သုံးအောင်ကိုကိုစဉ်းစားဆင်ခြင်မှများတဲ့အခါမသိဘူးဆိုတဲ့အထင်ဟာပျောက်သွားနိုင်ပါလေပျောက်သွားနိုင်တယ်တဲ့နောက်နောက်တစ်ခုကတော့နံပါတ်၄စဉ်းစားဆင်ခြင်ရမှာတော့ပါတော့စေ မပိဟိမေပိယိဟိမနာပိဟိနန္ဒဘောငါခင်မင်းမြတ်လို့ရတဲ့ပုဂ္ဂိုလ်တွေငါတမိုးထားတဲ့ပစ္စည်းဥစ္စာတွေနော်တရှိတမဲ့အလုံးဟာမြတ်လို့ရေဆိုတာတရှိကိုသာမြတ်လို့တာမဟုတ်ဘူးတမဲ့ကိုလည်းမြတ်လို့တယ်ကိုတမိုးထားတဲ့ပစ္စည်းတွေကိုယရဏ ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတမိုးထားကြတယ်မြတ်လို့ရအဲ့ဒါတွေကိုခေါင်းနဲ့စဉ်းစားပြီးတော့ဩငါတမိုးမြတ်လို့ထားတမိုးထားပြီးတော့မြတ်လို့တဲ့သရှိပုဂ္ဂိုလ်တွေနဲ့သုံးမငါပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့တနေ့ကျတော့ငါခွဲသွားရမှာပါလားခွဲခွာရမယ့်သဘောကမှရှိနေပါလားဆိုလေစဉ်းစားပါတဲ့ မစင်းစားဘဲနဲ့ယုတ်ဒီရဲ့ခွဲသွားတာတွေမစင်းစားကြတော့မစင်းစားဘဲနဲ့ခွဲသွားတာတွေညာခွဲသွားပြီဆိုရင်ယူကြုံမရဖြစ်တတ်တယ်အဲ့ဒါလို့စင်းစားထားမယ်ဆိုလို့ရှိရင်ဘလို့အကျိုးရှိတယ်ဘပြတ်ဆင်ခြင်းစင်းစားရင်ဘလို့အကျိုးရှိတော့ဆိုတော့ဝါရီမှာတဲ့ကိုမျက်နှိုးတဲ့အရာတွေနဲ့ပတ်သက်လာပြီးတော့တွေ့တာမှုတွေကတိုးတက်တိုးတက်လာတတ်တယ်ပုဂ္ဂိုလ်မျက်နှိုးခင်မင်းနဲ့ တွေ့တာမှုကကြီးထွားလာပစ္စည်းကိုမြန်လို့လို့ရှိရင်လည်းတွေ့တာမှုကကြီးထွားလာအဓိကအဲ့ဒီအကုသိုလ်တိုးတက်အဲ့ဒါကိုအကြောင်းပြုပြီးတော့တခြားအကုသိုလ်တွေလည်းလုံလာတတ်တယ်ကိုတွေ့တာမှုကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေဆက်တိုက်ဖြစ်လာနိုင်တယ်အခုလိုဆင်ញင်သုံးသပ်ပြီးခြင်းအပြင်တွေ့တာမှုတွေကိုရှင်းချနိုင်တယ်ရှင်းချနိုင်သည့်အတွက်ကြောင့် အကုသိုလ်တွေလည်းရောချသွားနိုင်တယ်။ဒီလိုအကျိုးကျေးဇူးရှိပါတယ်တဲ့။ဆင်ញင်သုံးသပ်ပေးရမယ်။နောက်ဆုံးငါးနံပါတ်ချက်ကတော့ဘာလို့ဆိုလဲ။ကမ္မတကောမိကမ္မထာထောငါလုထာဟာငါနဲ့ပဲသက်ဆိုင်တယ် ကံဒီသားလင်ကပိုင်ဆိုင်တယ်ပိုင်ဆိုင်နေဆိုတာ responsibility ဖြစ်တာကိုပြောတာနော်ကိုလုံးထားတာဒီမှန်တယ်ဗျကောင်းတာလုပ်လဲကိုနေပဲသက်ဆိုင်တယ်မကောင်းတာလုပ်လဲကိုဆိုလိုတာကောင်းတာလုပ်လဲငါရမှာပဲမကောင်းတာလုပ်လဲငါရမှာ responsibility ကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ငါအလုပ်ပဲဖြစ်နေငါလည်းပဲသက်ဆိုင် သက်ဆိုင်ယုံမဲ့လားလို့ဆိုမဟုတ်ဘူးကမ္မထာရတော်သူကထုတ်လုပ်တာလေငါရမယ်ငါအမွေခံရလိမ့်မယ်မကောင်းတာလုပ်တဲ့ဆိုးချိုးကိုလည်းငါအမွေခံရမယ်ကောင်းတာလုပ်တဲ့ကောင်းချိုးကြတော့လည်းငါအမွေခံရမယ်ဆက်စားအကျိုးတရားမှုကငါရှိပါရဲ့ငါရှိပဲလာလိမ့်မယ်ကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ကောင်းကျိုးဆုဖြစ်စွာလာမယ် အဲ့ဒါတွေကငါနဲ့ပဲသက်ဆိုင်တယ်ငါပဲအမွေရကမ္မယောနိငါလှုပ်ထတာဟာငါအတွက်ကောင်းကျိုးဆိုးကျိုးအတွက်အကြောင်းတစ်ခုပဲကမ္မပန္တုငါအတွက်အကူစရာဆိုလို့ငါငါနဲ့ဆွေမျိုးလို့ဆိုလို့ရှိရင်ပြောမယ်ဆိုရင်လေကိုလှုပ်တဲ့ကံတွေသာလဲကိုနဲ့အမြဲတွဲဖက်ရမှာဆွေမျိုးဆိုတော့မတော်ကျင်လို့မရဘူးလို့ဆိုလို့ ကိုလုထားတဲ့ကံလည်းမတော်ကျင်လို့မရအောင်ကိုနဲ့ပဲသက်ဆိုင်နော်ဆွေမျိုးကဆွေမျိုးပဲလေအဲကိုလုထားတဲ့ကံကကိုဆွေမျိုးဖြစ်သွားပြီကိုဆွေမျိုးဖြစ်ရင်ဒါကိုနဲ့ပတ်သက်သွားပြီကမ္မပဋိသရဏောငါရဲ့ယတ္တိယဟာကံပဲဖြစ်မယ်မကောင်းတဲ့ကံလို့ရင်မကောင်းတဲ့ပုံမှာယက်တည်ရမယ်ကောင်းတဲ့ကံဖြစ်ရင်ကောင်းတဲ့ပုံမှာယက်တည်ရမယ်ဆိုပြီးတော့ ရှံကမံဂရိတမိကလေနာဝပပကံဝတတကမတတာတာအချင်းချုပ်ပြောလိုက်တဲ့အခါကျကောင်းတာလုံလို့မကောင်းတာလုံလို့ကောင်းမွေဆိုးမွေကိုငါပဲရမှာဖြစ်တယ်တောင်းပပြစဉ်းစားပါတဲ့မပြတ်စဉ်းစားပါအဲ့တော့ဘာဖြစ်လို့ဒီလိုမပြတ်စဉ်းစားခြင်းဖြင့်ဘယ်လိုအကျိုးရနိုင်တယ်လဲတဲ့ဆို သတ္တဝါတွေမှာလူတိုင်းလူတိုင်းဟာမဟုတ်တာတွေကလုံးမိတတ်တယ်ဟုတ်တာနဲ့မဟုတ်တာကုသိုလ်နဲ့အကုသိုလ်ပေါ့နော်ကုသိုလ်နဲ့အကုသိုလ်ဒုစရိုက်နဲ့သူစရိုက်ဘယ်ဟာကလုံးတာကများနေတုံးဆိုရင်ဒုစရိုက်ကများတယ်မဟုတ်တာလုံးတာကများနေတယ်သူစရိုက်ကနဲတယ်ဟုတ်တာလုံးတာကနဲနေတယ်အဲ့တော့အခုလိုဆင်းရဲသုံးသက်ပေးခြင်းအပြင် bảo trợ mà lâu chết đồ bảo rồi <laughs> lưu đấy à con chạy thì mà con làm gì ăn gì không tụi mà tụi bảo bảo mà mà xe gì không và tụi mà bảo hòa su mà chung nhau có bác cai ở cái gì này tụi mà thi chơi gì không đó mà con làm gì mà tụi mà chạy đúng rồi mà chạy rồi xong lấy lấy giá là rồi sao mía ở đâu မကောင်းတာတွေကိုမလုံဖြစ်ဖို့အတွက်ဒါကိုဆင်ញံသုံးသပ်ပေးရမယ်။ကံဒီတာလဲငါဘဝကံဒီတာလဲငါဆွေမျိုးဖြစ်သည့်အတွက်ကြောင့်ကိုယ်ဆွေမျိုးဆိုလို့ရှိရင်ခုံရှိသည်ရှိပဲဖြစ်ခြင်းနဲ့သိုးရတဲ့ဆွေမျိုးမျိုးမရဘူးမရခြင်းဘူးဘယ်သူမှဒါကြောင့်မလို့ သူဆိုင်တွေကိုရှောင်ပြီးတော့သူဆိုင်တွေပဲလှုပ်တယ်အကုသိုလ်ရှောင်ပြီးကုသိုလ်ပဲလှုပ်တယ်မကောင်းတဲ့စိတ်ဓာတ်တွေရှောင်ပြီးကောင်းတဲ့စိတ်ဓာတ်တွေပဲလှုပ်တယ်ဆိုဒီအကျိုးရဒါနဲ့အကျိုးမဟုတ်ဘူးနော်ဒီလိုဆင်ញင်သုံးသက်ပေးမှဒီအကျိုးမျိုးကရလာနိုင်တယ်ဆင်ញင်သုံးသက်မှုမရှိလို့ရှင်အကောင်းဆုံးမခွဲခြားဘဲနဲ့ဘဝထဲမှာနစ်မြောပြီးတော့မကောင်းတဲ့တွေလှုပ်တာပြားသွားပြားသွားမှမကောင်းမျိုးခံရပြီဆိုတဲ့အခါကျတော့မှ လူရဲ့တဘာဝမလေးတကြရတယ်ပေါ့နော်သူကရောက်ပြီဆိုမှမခံနိုင်ဖြစ်လာကြတယ်အဲ့လိုမဖြစ်အောင်ဒါကိုစဉ်းစားသုံးသပ်ပေးပါအားလုံးပေါ်လိုက်တော့အချက်၅ချက်နော်ချက်၅ချက်အိုရမယ်တဘာဝရှိတယ်အိုခြင်းတရားကမလွန်မလွန်ဆန်နိုင်ဘူးမကြမ်းမှမဖြစ်ရမယ်တဘာဝရှိတယ်မကြမ်းမှမဖြစ်တဲ့အနေထားကမကျော်လွန်နိုင်ဘူး ေဆုံးနိုင်တဲ့အချိန်မရေးသေဆုံးနိုင်တဲ့သဘောရှိတယ်။သေဆုံးခြင်းတဘာဝကိုငါမလိုမျောနိုင်ဘူး။ငါချစ်ခင်မြတ်လို့တဲ့အရာတွေနဲ့တနည်းခွဲသွားရမယ်။သာဝရတွဲရမှာမဟုတ်ဘူး။ငါလုပ်ကြမြတ်ကောင်းလို့ကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ငါပဲအမွေခံပြီးတော့ငါပဲခံဆောင်ရမယ်။ဟောဒီချက်ငါချက်ကိုစဉ်းစားပြည့်စဉ်းကျင်သုံးသပ်ပြီးခြင်းအဖြစ် ကိုယ်ဘွာလမ်းမမော်ရောက်လာနိုင်ပါတယ်